ခုပို့ချပေးမယ့်သင်ခန်းစာတော့ဆရာတို့မီနီတာရဲ့အတုံးပဲဖြစ်ပါတယ်။နောက်ပိုင်းမှာဆရာတို့မီနီတာရဲ့အတုံးကတွင်တွင်ကျကျသုံးလာတော့တွေ့ရပါတယ်။အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုတော့မီနီတာဆိုတာက informal အတုံးဖြစ်ပါတယ်။ informal ဆိုတာကအများသူကသုံးဆွဲတာပေါ့နော်။ဆရာတို့ formal လို့ခေါ်တဲ့ grammar စီလားစီမင်းစီကန်းနေအတိုင်းနောက်တခါအစင်လာအတိုင်းသုံးဆွဲတာမဟုတ်ဘဲနဲ့နော်လက်ရှိဆရာတို့ဟလား လူများကြားမှာသုံးဆွဲနေတာဟာ informal ပေါ့ဟလာ minister informal အသုံးဖြစ်ပါတယ်သူရဲ့ဆရာတော်ဟလာ formal အသုံးပုံစံဆိုရင် neither do i ပဲဖြစ်ပါတယ်အဓိပ္ပာယ်ကဘာလဲဆိုတော့ agreeing about a negative idea နော် agreeing about a negative idea ဆိုတာကဟလာစံကျင်ဘက်အယူဆတွေကိုသဘောတူတာပေါ့နော်စံကျင်ဘက်အယူဆတွေကိုသဘောတူတယ်ဆိုတာဆရာမြန်မာလိုရင်ရှင်းပြမယ်ပေါ့ဆိုပါစို့ဟလာငါက ဟလာငါလက်ဖက်ရည်မကြိုက်ဘူးလို့ပြောတဲ့အခါမှာငါလည်းပဲမကြိုက်ဘူးဟလာငါလက်ဖက်ရည်မကြိုက်ဘူးလို့ပြောလိုက်တဲ့ဟာကဟလာ negative idea ပေါ့နော်ဟလာစန့်ကျင်ပြောဆိုတာပေါ့အဲ့ဒီစန့်ကျင်ပြောဆိုတာပေါ်မှာကိုကလိုက်ပြီးတော့သဘောတူတယ်ဆိုရင်အဲ့ဒါကိုဆရာတော်ဟလာ minute နဲ့တုံးလို့ရပါတယ်ဟလာအဲ့တော့ကြည့်အောင်ပါအသုံးပုံစံလေးတွေကိုနော် I don't like this book ဒီစာအုပ်ကိုငါမကြိုက်ဘူးဟလာ တကယ်တမ်းသူဟာဒီစားကိုငါမကြိုက်ဘူးဆိုတာကိုကိုကသဘောတူညီမှုကိုပြောကျင်တဲ့အခါမှာသူ့ရဲ့ဟလာဖော်မယ်ပုံစံဆိုရင် need to do i လို့ဆရာတို့သုံးပါတယ်ဒီနေရာမှာဆရာတို့ဟလာအငင်းကိုပြန်ပြီးတော့ထောက်ခံတဲ့အကြောင်းအရာကိုပြောဆိုတဲ့အခါမှာပင်မစာကြောင်းဖြစ်တဲ့ i don't like this book ကိုဆရာတို့သိချကြည့်အောင် i don't like this book မှာဆိုရင်တော့သုံးထားတဲ့ word form ပုံစံပုံစံဒီ la simple present ပုံစံဖြစ်ပါတယ် simple present ပုံစံဖြစ်တဲ့အတွက် need ရဲ့နောက်မှာဆရာတို့ do ဒါမှမဟုတ် does ကိုပြန်လဲရပါမယ်ဒီနေရာမှာ i ဖြစ်တဲ့အတွက်ဆရာတို့ do ကိုပဲပြန်သုံးထားပါတယ် need do i အဲ့ဒီ need need to do i ကိုပဲပြန်ပြီးတော့ဆရာတို့ဟာ informal အသုံးနဲ့သုံးတဲ့အခါမှာ me need ဆိုပြီးတော့ဖြစ်သွားပါတယ် အဲ့တော့ဒိဗေကဘာလဲဆိုတော့ငါဒီစာအုပ်ကိုမကြိုက်ဘူးလို့တရားရောက်ကပြောတဲ့အခါမှာကိုကပြန်ပြောပါတယ်ငါလည်းပဲမကြိုက်ဘူးလို့ဆိုပြောလိုက်တာပါ Need do I do မဟုတ် me need ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်ပါမယ် They don't want to play football They don't want to play football ဆိုတော့ကသူတို့ဘောလုံးမကစားချင်ဘူး ဟလာဒါသူတို့ကညင်းဆိုတာဖြစ်ပါတယ်အဲ့ဒီညင်းဆိုမှုကိုကိုကသဘောတူညီကြောင်းပြောကျင်တဲ့အခါမှာဒီစာကြောင်းကိုပြန်သုံးပါတယ် neither do i ငါလည်းပဲမကစားကျင်ဘူးလို့ပြောလိုက်တာပါเนาะငါလည်းပဲမကစားကျင်ဘူးလို့ပြောတဲ့အခါမှာအဲ့ဒီ neither do i ကိုဆရာတို့ informal အသုံးနဲ့သုံးမယ်ဆိုရင် me neither ဆိုပြီးတော့သုံးပါတယ်နောက်တစ်ခုက we can do that we can do that ဆိုတော့ငါတို့ဒါမလုပ်နိုင်ဘူးလို့ပြောပါတယ် ငါတို့ဒါမလုပ်နိုင်ဘူးပြောတဲ့အခါကိုလိုက်ပြီးတော့ထောက်ခံတဲ့အကြောင်းကိုပြောခြင်းနဲ့ဆိုရင်ဆရာတို့ဒီစာကြောင်းကိုပြန်သုံးပါတယ် neither can i ဘာဖြစ်လို့ဒီနေရာမှာ can လို့ဆရာတို့ပြောင်းသုံးရတာလဲဆိုတော့ဟလာပင်မစာကြောင်းဖြစ်တယ် we can do that ဆိုတဲ့အတုံးမှာဆိုရင်ဆရာတို့ can ကိုသုံးထားတယ်နော် model verb ဖြစ်တယ် can ကိုသုံးထားတယ် can ကိုသုံးတဲ့အတွက်အငင်းမှာလဲ can နဲ့ပဲပြန်ပြီးတော့ဟလာပြန်သုံးပါတယ်အဲ့တော့ need to can i ဆိုပြီးတော့ဖြစ်သွားပါတယ်သို့တော်ညာလည်းပဲနောက်မှာပါလာမဲ့ဆရာတို့ informal အသုံးမှာတော့ဘာမှပြောင်းလဲခြင်းမရှိပါဘူး me need to ပဲပြန်ပြီးတော့သုံးပါတယ်နောက်တစ်ခုကြည့်ပါမယ် i play football every day ဟုတ်ပြီဒီစာကြောင်းကတော့ဆရာတို့ကနမူနာလေးဆရာတို့ထောက်ပေးထားတာเนาะညင်းတာတွေကတော့ဒီလိုညင်းပါတယ်ဟလာ तू ကြိုက်တဲ့ဟာ तू သဘောတူတဲ့ဟာကိုကိုလည်းသဘောတူတဲ့ဟာပြောချင်ကြတော့ဒီလိုသုံးဟလာသုံးပါတယ်ဒါဆရာတို့ နိုင်ရှင်ပြီးပြတာပေါ့နော်ဆိုကြပါစို့ဆရာတို့တာမန်အငင်းစာကြောင်းမှုပဲနဲ့တာမန်စာကြောင်းတွေကိုပြောကျင်တဲ့အခါမှာကြတော့ဒီလိုသုံးပါတယ် I play football every day ငါတို့နေ့တိုင်းငါနေ့တိုင်းဘောလုံးကစားတယ်တယောက်ကပြောတယ်ပေါ့နော်နောက်တစ်ခုကဆရာတို့ I can play football ငါဘောလုံးကစားတတ်တယ်ဟလာငါနေတိုင်းဘောလုံးကစားရဲဆိုတာတသက်တကြောင်းမှာ I can play football ဆိုတာတသက်တကြောင်းမှာ เนาะဒါလေးကိုဆရာတို့သုံးပြတာပါဒါကိုဆရာတို့ကထောက်ခံသဘောတူညီတဲ့အကြောင်းကိုပြောခြင်းကြတော့ so do i ငါလည်းပဲနေ့တိုင်းပေါ်လုံးကစားတယ်ဆိုတဲ့အတိတ်ပဲပါเนาะ i play football every day ဆိုတဲ့စာကြောင်းမှာကြတော့ဟလာပင်မစာကြောင်းဖြစ်တဲ့ i play football ဆိုတာက simple present tense ကိုသုံးတဲ့အတွက် do duck ဆိုသုံးရပါမယ် do duck ဆိုသုံးရတာဖြစ်တဲ့အတွက် i ဆိုတော့ do ကိုသုံးမယ်ပေါ့เนาะ so do i ငါလည်းပဲနေ့စဉ်ပေါ်လုံးကစားတယ်လို့ပြောလိုက်တာ I can play football ဆိုတဲ့ဟာမှာကြတော့ငါဘောလုံးကစားတတ်တယ်လို့ပြောခြင်းရကြတော့ဟလာဒီဆိုဟလာ so can i လို့တုံးတာပင်မစာကြောင်းမှာ can ဆိုတဲ့စကားလုံးကိုတုံးတာဖြစ်တဲ့အတွက်ဟလာ so can i လို့ဆက်လို့ပြန်တုံးပါတယ်နောက်တစ်ခုအသေးပဲက me too အတူတူပဲဆိုတဲ့အသေးပဲပါအဲ့တော့ပြောချင်တာကတော့ဗာလဲဆိုတော့ဆက်လို့ဒါကတော့ပုံမှန်မငင်းတဲ့ပုံစံကိုဆက်လို့နှိုင်းရှင်ပြောပြတာပါအဓိကကတော့ အဓိကဒီကနေ့သင်ကြားပို့ချတဲ့သင်ခန်းစာကအငင်းစာကြောင်းမှာ minute ဆိုတာရဲ့အတုံးပဲဖြစ်ပါတယ်။ငင်းတာကိုကြတော့ဒီလိုသုံးပါတယ်။ပုံမှန်စာကြောင်းမငင်းတဲ့စာကြောင်းကိုတော့ဒီလိုသုံးပါတယ်ဆိုတာလာနှိုင်းရှင်းပြတာပဲဖြစ်ပါတယ်။အဲ့တော့အနည်းချက်ကိုပြန်ပြောမယ်ဆိုရင် minute ဆိုတဲ့အတုံးဟာလာလာ need do i ဆိုတဲ့အတုံးတွေပဲအတူတူပဲဖြစ်ပါတယ်။ agreeing a boring negative idea เนาะစမ်းကြည့်ပဲအယူအဆများကို ဟုတ်လားသဘောတူညီခြင်းဆိုတဲ့အရာပဲဖြစ်ပါတယ်အရန်သုံးများပါတယ်လေ့လာကြည့်အောင်ပါ